အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဂျွန်လ19ရက်နေ့ဟာဆိုရင် ကျမတို့အားလုံးရဲ့လူထုခေါင်းဆောင် အမေတောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါလေရှင်ဒီနေ့အမေစုရဲ့မွေးနေ့မှာအမေစုကိုယ်တိုင်ရေးသားခဲ့တဲ့ In the Quiet Land အတန်တိတ်တိုင်းပြည်ထဲမှာဆိုတဲ့အစီလေးတစ်ပုဒ်ကိုအမှတ်တရအနေနဲ့ဖတ်ပြပေးမှာဖြစ်ပါလေရှင်အတန်တိတ်တိုင်းပြည်ထဲမှာ တဦးတယောက်ကများချောင်းနာထောင်ရင်ပဲဆက်မပြောရဲကြတော့ဘူးလေသတင်းပေးသူတွေကနှိဝဲချက်တွေကိုရောင်းစားကြတယ်လေပြည်သူတွေရဲ့အသက်တွေကို ဖောက်တောက်နေကြတာလေမင်းဆိုမင်းယုံတွေမကြိုက်တာဆိုဘသူကမှမပြောရဲကြဘူးလေအတန်လေးဗမာပြည်ထဲမှာရေမောနေသူတွေလည်းမရှိကြဘူးထုတ်ပြောနေသူတွေလည်းမရှိကြဘူးအတန်လေးဗမာပြည်ထဲမှာလူလူတွေရဲ့တိတ်ဆိတ်မှုတွေကြားအဲ့ဒီအမှန်တရားကိုကြားသိနိုင်တယ်လေ အတန်လေးတိုင်းပြည်ထဲမှာမတရားဖမ်းဆီးဖို့လာနေတဲ့စစ်သားတွေကိုမြင်နေတာတောင်းဘသူကမှမပြောရဲကြဘူးလေတရုတ်တွေကလမ်းမကြီးကိုလူချင်းနေကြတယ်ပြင်သစ်တွေကရေနံကိုလူချင်းနေကြတယ်ထိုင်းတွေကတစ်ကိုလူချင်းနေကြတယ်အစိုးရကတော့အရာရာကိုဖျက်ဆီးနေကြတယ်အတန်လေးတိုင်းပြည်ထဲမှာအတန်တိတ်တိုင်းပြည်ထဲမှာဘာတမ်းမှကြားရမယ်မဟုတ်ဘူးလူသက်သမားတွေကနှုတ်ပိတ်ထားလို့လေ အကြောင်တရားတွေက ဖုံးပိတ်ထားလို့လေအင်အားသုံးပြီးဖိနှိပ်ထားပါစေမူသားဝါဒီတွေမတူပါနိုင်နဲ့ဖြောက်ဖြက်ဖုံးပြီးမထားနိုင်နဲ့အတန်တတန်ကတော့ရှင်တန်နေမှာလွတ်လပ်ခြင်းတဲ့ဒီနေ့မှစပြီးအမေစုကျမ်းမာပေးခင်ပါစေ အသက်ရာကျော်ရှိပါစေ မတရားသဖြင့်ဖိနှိပ်ချုပ်ချယ်ထားခြင်းမှလည်းအမြန်ဆုံးလွတ်မြောက်ပါစေကျမ်းမာပေးခင်ပါစေအမေအခုဆက်လက်ပြီးတော့ ကြပြားစရာတင့်သူရေးသားထားတဲ့ပေးရမယ့်လက်ဆောင်ဆိုတဲ့ကြပြားလေးတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ပေးရမယ့်လက်ဆောင်80ပြည့်နှစ်တဲ့မိတ္တာတော်အနန္တတွေစွန့်လွန်စွန်စားစိုးရင်ခဲ့ရတဲ့နှစ်တွေဒီဇိုင်းမမတ်တိုက်ဖြစ်ခဲ့ရတဲ့နှစ်တွေသူမကျမ်းမာကြီးဟာနိုင်ငံတော်ရဲ့ကျမ်းမာကြီးပဲ။သူမလွတ်လပ်မှုဟာနိုင်ငံတော်ရဲ့လွတ်လပ်မှုပဲ။လူချင်းသာရှိရင်ပေးရရမယ်တဲ့။ စွန့်နိုင်တာအကုန်စွန့်ထားတဲ့လူတယောက်မှု အသက်တော့ဒီနှစ်တွေထဲမှာမစွန့်လိုက်ဖို့အားလုံးဆူတောင်းနေရတယ်ဘလို့နေလို့မပြောဘူးဘလို့နေပြခဲ့လဲတွေးရင်ကို လူသားတွေမှာမျက်ရည်ဝဲရတယ်ပန်းလိုပဲတင်းစားတင်းစားတက်ရှိနေဖျားလိုပဲပြောပြော အမေလို့ဆိုရင်ကို တပြီလုံးကနှလုံးသားတွေပြူရတာပါပဲသူမအလှဲကြအတိုင်းပြည်တစ်ခုလုံးမျက်စိပွင့်နားပွင့်အောင်မျက်စိပွင့်နားပွင့်ပေးခဲ့ ငါတို့အလှဲ့ကြထောင်တကားတစ်ချက်ကိုခွင့်မို့ဘာလို့ကြောင်ကြားကတ်နေကြမှာလဲငါတို့အတွက်ပေးပြီးပြီပဲ။ तू မအတွက်ငါတို့ဘာပြန်ပေးကြမလဲ။ तू မကိုတကယ်ချင်ရင် तू မပြောစကားနားထောင်ဖို့အဝေးကြီးမကြီးနဲ့ခုချိန်မှာသွေးစည်းမိဖို့လိုတာမဟုတ်လား။80ပြည့်နှစ်တဲ့။ तू မရဲ့စေတနာရောင်လက်လက်ထားနေတွေတနက်ပြောင်းဝမျက်နှာတဲ့တဲ့နှစ်တွေတန်တိုင်းကြားကိုစူတောင်းမြစ်တာပို့ရတဲ့နှစ်တွေ။ အမှန်ဘက်ကသာတိုက်တဲ့ rice might သူမပြောဘူးတဲ့ rice might ငါတို့ပေးရမယ့်မွေးနေ့လက်ဆောင်က မုံတွေပန်းတွေမဟုတ်ဘူးအမှန်တရားအတွက်နိုင်အောင်တိုက်ဖို့မင်းတို့ငါတို့နိုင်အောင်တိုက်ဖို့သူမဒီလက်ဆောင်ကိုမျှော်နေတယ်တင့်သူဒီကြပြားလေးဟာဆိုရင်ကြပြားဆရာတင့်သူကမနှစ်ကအမေစုရဲ့89နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ် ရေးထားတဲ့ကြပြားလေးဖြစ်ပါတယ် ဒီနှစ်အမေစုရဲ့အသက်80နှစ်ပြည့်မွေးနေ့မှာအမတ်တရအနေနဲ့ဖတ်ပြခြင်းတာကြောင့်ကြပြဆရာတင့်သူစီကနေခွင့်တောင်းပြီးတော့မှဖတ်ပြပေးခြင်းဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့သူအားလုံးကိုလည်းကျေးဇူးများ í တင်ပါတယ်ရှင်။